ဟဲ့ဟဲ့မရှိပဲယောသားပွေလင်းတဲ့သဘာဝဆက်ဆံပုံစံလေးကြောင့်တတော်မှာနာမည်ကြီးဆယ်လီဖြစ်လာတဲ့မတ်စင်မာဝင်းပရဒမြအလုံးမဲမင်္ဂလာပါမာရပန် page ကနေချုပ်ဆိုလိုက်ပါတယ်အခုနောက်ပိုင်းခေတ်တွေမှာ social media တွေခေတ်စားလာတာနဲ့အမျှဆယ်လီဖြစ်ဖို့အခွင့်အလမ်းတွေကလည်းများလာခဲ့တာပါအထူးသဖြင့်တိတော့ social media ကနေနာမည်ကြီးဆယ်လီဖြစ်လာသူတွေများပြီးတချို့ကလည်းအနုပညာလမ်းကြောင်းကိုတောင်ရှောင်လန်းနိုင်တဲ့အထိအောင်မြင်လာကြတာပေါ့အနုပညာရှင်တယောက်ထိမဖြစ်ရင်တော့နာမည်ကြီးဆယ်လီဘဝနဲ့တင်ရပ်တည်နေသူတွေများစွာလည်းရှိနေခဲ့ပါတယ် ဒီလိုဆယ်လီတွေထဲမှာမန္တလေးကမတ်စင်မဝင်းကလည်းပါဝင်နေတာပေါ့မတ်စင်မဝင်းကရေမုတ်မုတ်လင်များတော့လို့မြမမုတ်တွေရောင်းချတဲ့အလုံးနဲ့အသက်မဝမ်းကြောင်းပြုတဲ့သူဖြစ်ပြီးတားလေးနှစ်ယောက်နဲ့တာယာရဲ့မိသားစုဘဝလေးကိုထူထောင်ထားတာဖြစ်ပါတယ်။မပြည့်စုံတဲ့မိသားစုလေးဖြစ်ပေမဲ့မက်ဆင်မဝင်းတို့ဘဝလေးကရိုရှင်ပြီးပျော်စရာကောင်းသလိုဟိတ်ဟန်မရှိတာကြောင့်လူအများအားကြစရာဘဝလေးကိုပိုင်ဆိုင်ထားကြတာပေါ့။အများအားဖြင့်တော့ဆိုရှယ်မီဒီယာတွေမှာလူတွေကချမ်းသာကြွားမှုတွေကိုသာအပြိုင်ဆိုင်ပြသတတ်ကြပြီးမပြေလည်မှုတွေကိုတော့ဖုံးဖိတတ်ကြပါတယ်။ ဒါပေမဲ့မက်ဆင်မဝင်းတို့ကတော့သူတို့ရဲ့မပြည့်စုံတာတွေကိုဖုံးကွယ်ခြင်းမရှိဘဲအရှိကိုအရှိတိုင်းလက်ခံတဲ့မိသားစုလေးဖြစ်တာကြောင့်လူအများကယောသားသူလေးရဲ့လိုလက်ခံပေးကြတာပါမက်ဆင်မဝင်းကိုလူအများစတင်သတိထားမိခဲ့တာကတော့ခင်မောဖြစ်သူနဲ့အတူဆော့ထားတဲ့ TikTok ဗီဒီယိုကနေသတိထားမိခဲ့တာဖြစ်ပါတယ်မက်ဆင်မဝင်းကခင်မောဖြစ်သူကိုကျူးတဲ့ TikTok ကိုဆော့နေခဲ့တာဖြစ်ပြီးခင်မောကလည်းအပြုံးမပြတ်မက်ဆင်မဝင်းကိုလိုက်ကြည့်နေတာကြောင့်ငွေချင်းမပြည့်စုံပေမဲ့ချိန်နဲ့ဆရာကောင်းတဲ့မိသားစုလေးဖြစ်လူအများကသတိထားမိခဲ့ကြပါတယ်ဒီနေ့ခင်မောမျိုး ို့သမီးအများစုကချစ်သူခင်မွန်တွေရဲ့ငွေကြေးထောက်ပံ့မှုတွေတမိုးကြီးလက်ဆောင်ပေးမှုတွေမှာသာအားရနေတတ်ကြပြီးမန်းစင်မဝင်းရဲ့အမျိုးသားလိုမပြည့်စုံတဲ့လူမျိုးကိုရွေးချယ်ဖို့ကတွန်းဆုံနေတတ်ပါတယ်။ဒါအပြင်ချမ်းသာကြွားနေရင်တော့အခုနောက်ပိုင်းကာလတွေမှာအမျိုးသမီးဘက်ကဖြစ်ဖြစ်အမျိုးသားဘက်ကဖြစ်ဖြစ် ကရီသစ္စာမတီသူတွေကလည်းများနေခဲ့သလိုအင်တာရဲ့တာယာမှုမရှိတာတွေကလည်းဒုနဲ့ဒီပါပဲငွေကြေးချွတ်တဲ့သူတွေမှလည်းအင်တာရဲ့တာယာဖို့ခက်ခဲသလိုပြေဆောင်ကျွယ်ဝတဲ့သူတွေမှလည်းအဆင်ပြေပြေမရှိပဲလိုအပ်ချက်ရှိသူတွေပေါများနေခဲ့ပါတယ်ဒီလိုအခြေအနေမှာမက်ဆင်မာဝင်းတို့ရဲ့အင်တာရဲ့မိသားစုလေးကတော့အများအားကြားရတဲ့အထိတာယာရဲ့ဘဝလေးကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်မက်ဆင်မာဝင်းရဲ့မိသားစုလေးကိုအားကြတာအကြောင်းအားဖေးဝင်းရဲ့သူတွေရှိသလိုမက်ဆင်မာဝင်းရဲ့တက်တော်လေးကိုသဘောကျကအားဖေးသူတွေလည်းရှိနေခဲ့တာပါတက်တော်ဆော်တဲ့အခါမက်ဆင်မာ ဝင်က effect filler makeup ဘာတစ်ခုမှမပါဘဲတနခါဘကွက်ကြားနေပဲဗီဒီယိုရိုက်ကူးတက်တာဖြစ်ပါတယ် ဘသူမဆိုဆိုရှယ်မီဒီယာပေါ်တင်တဲ့အခါကြီကောင်းလှပဖို့အတွက်အဖက်ဖီလ်တာတွေကအစမိတ်ကပ်အထိတိကျပြင်ဆင်လေးရှိကြပြီးကိုလှတယ်လို့ခံယူထားတဲ့ပုံရိပ်တွေကသာရွေးချယ်တင်လေးရှိတာပါဒါပေမဲ့မက်ဆင်မဝင်းကတော့တနခါပကွက်ချားနဲ့လွလွလပ်လပ်ဟဲ့ဟန်မရှိရိုက်ကိုတက်ပြီးတခါတလေမှဆိုရင်သူ့ရဲ့သားနှစ်ယောက်နဲ့ပျော်ရွှင်စွာကခုန်နေတတ်ပါသေးတယ်မက်ဆင်မဝင်းကအသက်30ကျော်အမျိုးသမီးတယောက်ဖြစ်ပေမဲ့ခေတ်လူငယ်တွေနဲ့အပြိုင်လဲဆော့တက်ပြီးထရန့်တိုင်းလဲမလွတ်အောင် join တက်ပါတယ်ဒါရီကပဲမက်ဆင်မဝင်းကိုလူအများစိတ်ဝင်စားမှုရှိအောင် ဆက်ဆောင်စေနိုင်ခဲ့တာဖြစ်ပြီးအခုနောက်ပိုင်းမှာဆိုရင်မက်စင်မာဝင်ကုန်စီးပွားရေးလုပ်ငန်းအသေးလေးတွေကခေါ်ယူချောင်းရိုက်ကူးတာတွေရှိလာခဲ့ပါတယ်။ ဖုံးဆိုင်တစ်ခုကဆိုရင်မန်းစင်မဝင်းကိုဖုံးလက်ဆောင်ပေးပြီးကြောညာအတ္တာရီတောင်ရှိခဲ့တာပေါ့မန်းစင်မဝင်းကိုချစ်တဲ့သူတချို့ကလည်းအစားအသောက်တွေလက်ဆောင်ပို့ပေးကြတဲ့အထိဝန်းရံပေးကြတာပေါ့ဒါကြောင့်မန်းစင်မဝင်းကအခြားဆက်လီတွေလိုတော့အနုပညာရှင်နေနေမအောင်မြင်သေးပေမဲ့သူပရိသတ်နဲ့သူတို့ရက်တည်နေနိုင်ခဲ့တာဖြစ်ပါတယ်ပရိသတ်တို့အနေနဲ့ရောဟိတ်ဟန်မရှိပဲပွင့်လင်းရိုးသားတဲ့သဘာဝဆန်ဆန်ပုံစံလေးကြောင့်တိတော့မှနမဲကြီးဆက်လီဖြစ်လာတဲ့မန်းစင်မဝင်းနဲ့ပတ်သက်ပြီးအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အလုံးကိုချစ်စွတ်တင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ